ပပပထားသွားထလားစီစားသက်သာပြီးတော့အတွင်းကန်းကျဲခေါင်မြင်တဲ့ကားလေးဆိုရင်ဘာကဖြစ်မလဲအားလုံးဝင်လာပါအော်တိုဘလော့ဘိုင်းလီယံမှာကြိုဆိုပါရစေ ကျွန်တော်နောက်မှရောက်နေတဲ့ကားလေးကတော့ 1.3cc hatchback ကားရည်ထဲမှာဆိုရင်အလွိုင်းဆိုင်အင်းနဲ့ငယ်ကြည့်ပြီးအောက်ပိုင်းအင်းနဲ့ပုံမြင်တဲ့ကားလေးတစ်စီးဖြစ်တယ်။ Toyota Directing 2010 model လေးပဲဖြစ်ပါတယ်။ဒီကားလေးရဲ့ design က Toyota Vib model ပေါ်မှာအခြေခံထားပြီးတော့ generation အနေနဲ့နှစ်ခုထုတ်လုပ်တာ first generation ကို2005ခုနှစ်မှာထုတ်လုပ်ပြီးတော့ဂျပန်နိုင်ငံအတွက်ပဲတည်ထောင်ချပေးခဲ့တယ်။ second generation ကိုတော့ minor changes အနေနဲ့ headline နဲ့ taillight မှာ design အနည်းငယ်ပြောင်းလဲမှုတွေပြုလုပ်ပြီးတော့ 2009ခုနှစ်ဟောင်ကောင်မော်တာရှိုးကနေတစဉ်တစ်ကမ္ဘာလုံးကိုဖြန့်ချီခဲ့ယူရိုမာကတ်မှာဆိုရင်တော့ဒီကားလေးကို Verso S လို့ပြီးတော့ပဲလူသိကြတယ်အရှိပိုင်းမှာဘာကြီးထူသွားမလဲဆိုရင် Headlight Mirror ကဲအိုင်းပုံစံနဲ့ဖန်တီးပေးထားပြီးတော့ Toyota လူပွဲအောက်မှာ Nigel Grey တန်းလေးနဲ့အလှဆင်ပေးထားပြီးအောက်ဘမ်ပါဆိုရင်လည်းဘေးကနေအလွယ်ကိုတော်ဝိုက်တဲ့ပုံစံလေးဒီဇိုင်းဆင်ပေးထားတဲ့အတွက်ကားရဲ့ရှေ့ရုပ်ထွက်လေးကတော်တော်လေးချစ်ဖို့ကောင်းပါတယ်အင်ဂျင်ပိုင်းမှာဆိုရင်လည်း တူဒါဗေတာအင်ဂျင်နဲ့အတူတူပဲဖြစ်သွားပြီးတော့113 cc ဖြစ်တဲ့အတွက်စီစားအလွန်ကိုတက်တာက full speed automatic ကိုအသုံးပြုပေးထားပါတယ်။ဒီကားလေးရဲ့ဘေးပိုင်းကိုကြည့်မယ်ဆိုရင်ပုံမှန်113 cc hatchback ကားရတဲ့အလွိုင်းဆိုင်ကအနည်းငယ်ပိုကြည့်ပြီးတော့16 size ကိုအသုံးပြုပေးထားကပတ်မှန်ပြီးကြ။ဒီဘေး front line လေးရာဆိုရင်လည်းကားရဲ့ဘေးရုပ်ထွက်ပိုင်းကိုတော်တော်လေးလှနေအောင်ဒီဇိုင်းဆင်ပေးထားပါတယ်။အနောက်ပိုင်းဒီဇိုင်းလေးကိုကြည့်မယ်ဆိုရင်လည်းတိုးတာလိုကို Reddit logo နဲ့ spoiler element white ထားတဲ့ design လေးရယ် B body shape နဲ့အောက်ဘက်မှာ font line တွေရဆိုရင်အတော်လေးကြီးလို့ကောင်းပြီးတော့ break me နဲ့ baggy army ကိုတက်ဆက်တက်ထားတာမဟုတ်ပဲねအပေါက်ထားတဲ့ design လေးရဆိုရင်နည်းနည်းထူးဆန်းနေရလို့ခံစားရတယ်။ကားရဲ့အတွင်မှာရဲ့အနောက်ခန်းလေးကိုကြည့်မယ်ဆိုရင်လည်းတော်တော်လေးကျယ်ဝန်းပြီးတော့ဒီအနောက်မှာပါတဲ့ passenger seat ကိုအရှိကိုခေါက်ချလိုက်မယ်ဆိုရင် story space ကတော်တော်လေးပိုရပြီးတော့မိသားစုပဲ33လုပ်ငန်းပဲ33အဆင်ပြေတဲ့ကားလေးစီးစီးပဲဖြစ်ပါတယ်။ spare wheel ကိုလည်းဒီအောက်မှာပြီးတန်လီထားလို့ရတဲ့နေရာလေးပေါင်ဝင်လာမယ်။ကျွန်တော်အခြေအနေအချက်တစ်ချက်ကိုပြောရမယ်ဆိုရင် driver seat နဲ့ passenger seat ကြားထဲမှာဘာမှခံထားရတာမရှိဘဲနဲ့အခုလိုအလွယ်တကူကူးပြောင်းလို့ရတဲ့အချက်ကကျွန်တော်အခြေအနေတစ်ချက်ဖြစ်တယ် driver seat ရဲ့ညာဘက်ခြမ်းမှာကြည့်မယ်